ရှေးခေတ်ကလူတွေကကဘာကြီးကိုလုံးဝနဲ့တော့မထင်ပဲပြားနေတယ်လို့ပဲထင်နေခဲ့ကြတာပါဒါပေမဲ့လာရဲ့လုံးဝင်းတဲ့ပုံတံကိုကြည့်ပြီးကမှကဘာကြီးကလည်းလုံးဝင်းနေမလားဆိုပြီးစိတ်ကူးရင်ကြည့်ခဲ့ကြပါတယ်။နောက်ပိုင်းတယ်လီစကုပ်တွေတည်တွင်ပြီးတဲ့နောက်ပိုင်းမှာတော့လူတွေကအခြားသောဂျိုတွေရဲ့ပုံတံကဘယ်လိုရှိမလဲဆိုတာကိုစူးစမ်းရှာဖွေနေခဲ့ကြပါတယ်။ပြီးတော့မားစတိုဂျူပီတာတို့လိုလုံးဝင်းတဲ့ဂျိုတွေကိုစတင်ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာကျွန်တော်တို့လူသားတွေဟာမတ်စတိုဂျူပီတာတို့လာတို့ဟာလုံးဝနေရဆိုရင်ကဘာကြီးရရောလုံးဝနေတာလားဆိုပြီးစတင်တွေးတောခဲ့ကြပါတယ်။ရှေးရစုနှစ်ပေါင်းများစွာတုန်းကဆိုရင်လာချက်နေတဲ့ပုံတံကိုကြည့်ပြီးလူတွေကဘာတွေဖြစ်နေတာလဲကြီးမားတဲ့တရဝါတကောင်ကောင်ကလာကိုဝါမြို့သွားပြီလားဆိုပြီးရမှာစိတ်ပူပန်နေခဲ့ကြပါတယ်။ပြီးတော့ကျွန်တော်တို့ကမာကြီးကိုလာပြီးရမယ်ဝါမျိုးတော့မလားဆိုပြီးရမှစိုးရိမ်နေခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့လာပေါ်မှာရှားရောက်လာတဲ့အနစ်ရောင်အရေးရောင်ကကမာကြီးရဲ့အရေးရောင်ပဲဖြစ်တယ်ဆိုတာကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒါကိုလကြချင်းဖြစ်စဉ်လို့ခေါ်ပါတယ်။လကြချင်းဆိုတာကကဘာကနေနဲ့လကြားမှာရောက်ရှိနေတဲ့အချိန်မှာဖြစ်ပေါ်တာပါ။ဒီလကြချင်းဖြစ်ပေါ်တဲ့အခါမှာကဘာကြီးရဲ့အေးရောင်ကလပေါ်မှာဖြတ်ကျော်နေတာကိုတွေ့မြင်နေရပါပါ။ပုံလေးမှာမြင်တွေ့ရတဲ့အတိုင်းကဘာကြီးရဲ့အေးရောင်ဟာစစ်ဝိုင်းပုံစံတန်းရှိနေတာပဲဖြစ်ပါတယ်။ကဘာကြီးကလုံးဝင်းလို့အရေးကလည်းလုံးဝင်းတဲ့ပုံစံတန်းဖြစ်နေတာပါ။လေရီကိုကြည့်ချင်းအပြင်ကဘာကြီးလုံးဝင်းနေတာကိုဘယ်လိုသိနိုင်မလဲဆိုတဲ့အကြောင်းအရာကိုရှင်းပြပေးပါမယ်။ ဥပမာကျွန်တော်တို့ရဲ့အဝေးကိုရွတ်လွန့်သွားနေတဲ့ဒီလေတစ်စင်းကိုတေချာကြည့်ပါတပြေးပြေးနဲ့ကျွန်တော်တို့ရဲ့ဝေးလာတဲ့အခါမှာအသေးငယ်ပြေးသွားနေတာကို တွေ့မြင်နေရမှာပါဒီလိုတပြေးပြေးနဲ့အသေးငယ်သွားရတဲ့အချင်းရာထဲမှာလေရဲ့အောက်ခြေကအရင်ပြောက်ွယ်သွားတာကို တွေ့မြင်ကြရမှာပါဤကမှာလေရဲ့ထိတ်ပိုင်းကတပြေးပြေးပြောက်ွယ်သွားမှာဖြစ်ပါတယ်ဒီပုံလေးကိုတေချာကြည့်လိုက်လို့ဆိုရင်လေရဲ့အောက်ခြေပိုင်းကအရင်ပြောက်ွက်သွားပြီးလေရဲ့ဥပိုင်းကနောက်မှပြောက်ွက်သွားတာဟာကဘာကြီးရဲ့လုံးဝမှုကြောင့်ပဲဖြစ်ပါတယ် ဒီဗီဒီယိုလေးကိုလည်းတေချာကြည့်ပါကျွန်တော်တို့ရဲ့ဝေးကိုထွက်ခွာသွားတဲ့လူတယောက်ကသူ့ရဲ့အောက်ခြေပိုင်းကအရင်ပြောက်ွက်သွားမှဖြစ်ပြီးဥကောက်ပိုင်းကတဖြည်းဖြည်းပြောက်ွက်သွားမှဖြစ်ပါတယ်။ဘာလို့လဲဆိုကျွန်တော်တို့ရဲ့ကဘာကြီးကလုံးဝနေတဲ့အကြောင်းဖြစ်ပါတယ်။ကဘာကြီးကလုံးဝနေတာဖြစ်တဲ့အတွက်ကဘာကြီးရဲ့တဖြည်းချမ်းကိုနေအောင်ကြီးကမြင့်တမ်းမှုတားတဲ့အချိန်မှာနေခင်းပိုင်းဖြစ်နေပါဖြစ်ပြီးအခြားတော့တဖြည်းချမ်းကတော့ညဖြစ်ပိုင်းဖြစ်နေမှာပဲ ဖြစ်ပါတယ်။ကဘာကြီးကလုံးဝနေတာကြောင့်လားနေပြပိုင်းညပြပိုင်းဆိုပြီးကဘာကြီးကိုခွဲခြားပေးနိုင်တာပဲဖြစ်ပါတယ် ကဘာကြီးကပြားနေတယ်ဆိုရင်နေ့ပဲပိုင်းညပဲပိုင်းအားလုံးကတကဘာလို့အတူတူ ဖြစ်နေရမှာပဲဖြစ်ပါတယ်